စစ်ကြမ်းမှာရေမကောင်းဘူးလို့ပြောလိုက်တာနဲ့ကျွန်တော်အနေနဲ့ဘာလို့အရင်ဆုံးတွေးမိကြလဲ။ဒါသောအပြင်စိတ်ပုံမှန်မဟုတ်တဲ့တွေယူနေတဲ့တွေကိုပြင်းမိမိကြတာပါပဲ။တကယ်ရောလူတိုင်းကစိတ်ကြမ်းမှာရေမကောင်းတဲ့တွေဖြစ်နေနိုင်ပါတယ်။စိတ်ကြမ်းမှာရေမကောင်းဘူးဆိုတာယူနေတယ်လို့ပြောချင်တာမဟုတ်ပါဘူး။စိတ်ကြကြတာစိုးရိမ်စိတ်လွန်ကဲတာစိတ်ပြီးစီးမှုများတာစိတ်ဒဏ်ရာရတာဒါတွေကကျွန်တော်တို့စိတ်မှာဖြစ်လင်းဖြစ်တာရှိတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့တွေကကျမ်းမာရေးလို့ပြောလိုက်တာနဲ့ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးကို view site တက်ကြပါလား။ အိုးမှာခေါင်းကြိုက်တာဗိုက်နာတာခန္ဓာကိုယ်ကအဆင်မပြေဖြစ်တဲ့အခါမျိုးတွေမှာဆေးလုံးဆေးတောက်လုပ်ကြတယ်ယူဆိုင်ကြတယ်ဒါပေမဲ့စိတ်ကျန်းမာရေးကိုတော့ယူဆိုင်ဖို့အတွက်ကျွန်တော်တို့ကမိတ်နေတတ်ကြပါလိမ့်တကယ်တော့ကျန်းမာရေးကောင်းတယ်ဆိုတာစိတ်ရောကိုယ်ပါကျန်းမာနေမှသာလေကျန်းမာရေးကောင်းတဲ့လူလို့တတ်မှတ်လို့ရတာပဲဖြစ်ပါတယ်စိတ်ထောင်းလို့ကိုကြည်စိတ်ပြိုကိုနုဆိုတဲ့မြန်မာစကားပုံလေးလိုပါပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးဟာကျွန်တော်ရဲ့စိတ်ကျန်းမာရေးပေါ်မှာအများကြီးမူတည်နေပါတယ် စိတ်ကျန်းမာရေးမကောင်းမွန်တဲ့အခြေအနေမျိုးမှာဆိုရင်ပေါင်းသင်းဆက်ဆံရေးတွေထိခိုက်လာမယ်အလုပ်ပေါ်မှာအာရုံစူးစိုက်နိုင်စွမ်းတွေကျဆင်းလာမယ်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချဖို့ရခက်ခဲလာမယ်ကြော်ရီစားတာတောက်တာအိတ်ချိန်တွေထိခိုက်လာမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဟာစိတ်ကျန်းမာရေးမကောင်းတဲ့လက္ခဏာတွေလို့သတ်မှတ်လို့ရပါတယ်အခုလိုခက်ခဲတဲ့ကာလမှာကျွန်တော်ရဲ့စိတ်ဟာများစွာထိခိုက်နာကျင်ထားရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ယူဆိုင်ပေးဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့စိတ်ကျန်းမာရေးဟာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးလိုပဲအရေးကြီးနေတာပဲဖြစ်ပါတယ် စစ်ကြမ်းမာရေးအဆင်ပြေဖို့ရာလှုပ်ဆောင်နိုင်မဲ့နည်းလမ်းတွေကိုနောက်ထပ်ဗီဒီယိုတွေမှာဝင်မြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ channel လေးကိုစောင့်ကြည့်နေပေးဖို့ပြောချင်ပါတယ်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။